ကလကများအားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ဖတ်ပြခြင်းတဲ့ဝတ္ထုတူကတော့ဆ ਿਆ မောင်ထွန်းသူဘာသာပြန်ထားတဲ့တော်စတိုင်းဝတ္ထုတူများစာအုပ်တွေက မင်းစာနဲ့ပေါမုတ်ချောက်ဆိုတဲ့ဝတ္ထုတူလေးကိုဖတ်ပြပါမယ်ခင်ဗျာကျွန်တော်ကတော့စာဖတ်သူတော်တာပါခင်ဗျာမင်းစာနဲ့ပေါမုတ်ချောက်စင်းရဲသောလေသမားတယောက်ဒီနနဆောဆောစီစီ လဲထွန်ရန်ထွက်လာသည် သူ၏နနတ်စာအတွက်လည်းပေါင်မိုးချောက်တစ်ချက်ကိုထည့်ယူလာခဲ့သည်လဲထဲရောက်၍ထွန်ရက်ရန်ပြင်စင်ရင်ပြီးသည့်အခါပေါင်မိုးချောက်ကို သူ့ကုတ်အင်ကြီးနှင့် ထုတ်၍ခြုံဖို့တစ်ခုထဲသို့ထိုးထိုးဖွက်လိုက်ပြီးလဲကိုစထွန်သည်အတန်ကြာထွန်ရက်ပြီး၍သူ့မြင်းမောလာချိန်တွင် သူကိုယ်တိုင်လဲဗိုက်စာလိုက်ပြီးဖြစ်တဲ့ဖြစ်အလုတ်ကိုရက်လိုက်သည် မြင်းကိုထော်မှဖြုတ်၍အနာပေးလိုက်ပြီးနန်းနတ်စာစားတော်မူဟုသောစိတ်ကူးဖြင့်ခြုံပုတ်စီတို့ရှောက်လာခဲ့သည် သူသည်ခြုံပုတ်အောက်မှ ကုတ်အင်းကြီးကိုဆွဲထုတ်လိုက်သည် သူထည့်ထားသည့်ပေါင်းမှုကြောက်ကို မတွေ့ရတော့သူသည်ခြုံပုတ်ထဲ၌လိုက်ရှာသည်ကုတ်အင်းကြီးအတွင်အပြင်လှမ်းလိုက်ခါချလိုက်လှုပ်ကြည့်သည်တို့တော်လေပေါင်းမှုကြောက်ထွက်ကြလာခြင်းမရှိ လဲသမားဒီစဉ်းစား၍မရနိုင်လောက်အောင် ဖြစ်လျက်ရှိ၏ထူးဆန်းပါကွာဟုသူ၏ဒီဒီအနာကိုဘဒူးမှ လာတာလည်းမမြင်ဘူးဒါပေမဲ့ပေါမို့ချောက်ပျောက်ပုံကတယောက်ယောက်လာပြီးယူသွားသလိုပါလားအမှန်တော့လဲသမားလဲထုံနေခိုက်တွင် မင်းစားတကောင်ရောက်လာပြီးပေါမို့ချောက်ကို ခိုးယူသွားခဲ့ခြင်းပေဒီခြုံပုတ်အနည်းတို့လဲသမားရောက်လာခြင်းတွင် မင်းစာကောင်းသည်ခြုံပုံနှောက်၌ထိုင်ကားလေသမိုက်ဤချိန်စဲတန်နှင့်မနက်အားပြစ်တင်ရှုတ်ချတန်များကို နာဆွင့်လျက်ရှိသည်လေသမားသည်နနက်စာလွတ်သွားရသည့်အတွက်စိတ်မကောင်းဖြစ်သည်သို့တော်လည်းဘာတက်နိုင်မလဲလေဟုတာညီသည်မနက်စာတနက်မစားရလို့တော့ငါမသိနိုင်ပါဘူးငါပုံမှုကြောက်ကိုယူသွားတာဟာသူ့အတွက်လိုအပ်နေလို့ဖြစ်မှာပေါ့ ဒီပေါင်မုတ်ချောက်ဟာသူ့အတွက်အကျိုးဖြစ်ပါစေလေသမားဒီရေတွင်းတို့သွား၍ရေတောက်ပြီးတော့ခဏတပြုတ်နာသည်ထို့နောက်သူ့မြင်းကိုပြန်ဖမ်းကာထွန်တွင်တက်ပြီးလဲပြန်ထွန်သည်မင်းစားကောင်းသည်လေသမားအားမကောင်းမှုဒုစရိုက်စိတ်ဝင်လာအောင်မလုပ်နိုင်သည့်အတွက်ဂုံတိတ်ခါကဲမဲ့သည်လို့ဖြစ်သွားသည်သူဒီ ချက်ချင်းပင်သူတခင်မန္တထံသို့သွား၍အကြောင်းစုံပြောပြရန်ထွက်လာခဲ့သည်မန္တထံရောက်သည့်အခါသူပေါမုတ်ကိုဘလို့ခိုးခဲ့သည်လေသမားကသူ့အားမကျင်းစဲပဲပေါမုတ်ဟာသူ့အထွက်အကျိုးဖြစ်ပါစေဟုသာဆုတောင်းသွားကြောင်းစတဲ့ဖြစ်ပြောပြသည်မန္တတီကြားရသည့်စကားအတွက်ဒေါတာဖြစ်သည်တကယ်လို့အဲ့ဒီလူကမင်းကိုအကောင်းကြီးရဲ့ အဲ့ဒါမင်းအပြစ်ပေါ်ကွာဟုတ်ပြောဒီမင်းတို့ကမင်းနားမလည်တာပဲဒါမျိုးဖြစ်လာရင်အခုလူထားကြီးလူပဲဖြစ်မလဲအခုချက်ချင်းပြန်သွားဖြစ်တယ်ဖြစ်ထိုက်တာကိုဖြစ်အောင်လုပ်တကယ်လို့တုံးနေအတွင်းမှာအဲ့ဒီလေလေတမောင်းကိုအပေါ်စီးရအောင်မကိုင်းနိုင်ရင်ငါမင်းကိုဖျက်တကယ်ရည်စံလို့နေတတ်မယ်နားလေလားမင်းသားဒီကြောင်ရွံ့ထိတ်လက်နေသည်သူဒီလျင်မြန်စွာထွက်ပြေးပြီးမြေကြီးထဲသို့ ပုံဝင်က သူ့အပြစ်ကိုဘယ်လိုပြုပြင်ရဘာမလဲဟုစဉ်းစားသည် သူဒီနောက်ဆုံးတွင် အကြံတစ်ခုကိုရသွားသည် မင်းစားသည် သူ့ကိုသူအလုသမားတယောက်အဖြစ်ဖန်ဆင်ကလဲသမားထံသွား၍လောက်ကားစားအဖြစ် ဝင်လုပ်သည် ပထမနှစ်တွင် သူဒီရှုံပွက်ထူသောမြေပေါ်၌ဂျုံဆိုင်ပြူရန်လဲသမားအားအကြံပေးသည် သူပေးသောအကြံကိုလက်ခံကလဲသမားသည် ရှုမြေပေါ်၌ ဂျုံကိုဆိုင်သည်ထိုနှစ်သည်ယာရီဥဒုပူပြင်း၆တွေ့လွန်သောနှစ်ဖြစ်၍အခြားလေသမားများ၏ဂျုံများသည်နေပူဒန်းကြောင့်၆တွေ့ပျက်စီးကုန်သည်စင်းရဲသောလေသမား၏ဂျုံမှမူအပင်များတန်ဆွမ်းပြီးအနှံများအောင်သည်ဒုနှစ်တိနှက်အထွက်ကောင်းသဖြင့်တစ်နှစ်အတွက်ဝန်းစာလုံလောက်ယုံများမက အပူအရှံပင်လက်ထဲ၌ကျန်နေသေးသည်နောက်တစ်နှစ်တွင် မင်းသာဒီသူ့အလုရှင်လေသမားအောင်တောင်ကုန်းပေါ်၌ဂျုံဆိုင်ပြူရန် အကြံပေသည် ထိုနှစ်တွင် အလွန်ဆုဆူသောနွေရာသည်နှင့်ဂျုံရလေရာ အခြားလေသမားများ၏ဂျုံကင်းများသည်အပင်များ ပုတ်ရီကအနှံများမထွက်သဖြင့်ပျက်စီးကုန်ကြသည်ဆင်းရဲသောလေသမား၏ဂျုံကင်းမှမူတောင်ကုန်းပေါ်၌ဖြစ်၍ယေဆုဆူမှုဘေးမှလုကအောင်မြင်ဖြစ်ထွန်းသည် မနစ်ကလိုပင်ဝမ်းစာလုံလောက်ယုံမြမက အများကြီးပိုးရှမ်းနေသဖြင့်ဘယ်လိုလုပ်ရမည်ကိုပင်မသိပဲဖြစ်နေသည် ထိုအခါမင်းစာကဂျုံများကိုထုချေပြီးအရက်ဘယ်လိုချက်ရတီကိုတင်ပေသည်လေသမားသည်မင်းစာပေးသည့်ဤအတိုင်းအရက်ချက်ခဲ့ရာ အလွန်ပြင်းသည့်မိတောက်အရက်များရလာသည် သူချက်ထားသောအရက်ကို သူကိုယ်တိုင်သာတောက်သည်မဟုတ် သူ့တငယ်ချင်းများကိုပါတိုက်သည် ဤတွင်မှမင်းစာသည် သူတခင်မန္နထံသွား၏သူအလုတ်အောင်မြင်နေပြီဟုကြွားသည် မန္နကလည်းအချိန်နေဘလို့ရှိဒီကို သူကိုယ်တိုင်လာ၍စစ်စစ်ကြည့်ရှုမည်ဟုပြန်ပြောသည်မန္နသည် လေသမအိမ်တို့လာ၍ကြည်သည်လေသမသည် သူအိမ်နီးနာချင်းလူချမ်းသာ လေသမများအားဖိတ်၍အရက်တိုက်နေသည်ကိုတွေ့ရ၏လေသမဤမိမ့်မှသည်ဧည့်သည်များအား အရက်ခွက်များလိုက်ပေးနေသည်ထိုအခိုက်တွင် သူသည်ဇပွဲတစ်လုံးနှင့်တိုက်မိသည်ဖြင့်သူကင်ထားသောဖန်ခွက်တစ်လုံးထဲမှအရက်အလုံးဖိတ်ကုန်သည်ဒေါရဖြစ်သွားသောလေသမားသည် သူမယားအားပြစ်တင်ကြိမ်မောင်းသည်ဟဲ့ကောင်မနင်ဘလို့လှုပ်လိုက်တာလဲဒီထဲကရေကိုမြောင်းပုတ်ရေလို့နင်းထင်နေသလားဟင်ခြေကျိုးမအဖိုးတန်ရေကို အလဟတဖြစ်အောင်လှုပ်ပြတာပဲမင်းသားသည် မနက်အောင်တထောင်နှစ်တို့၏မြင်တယ်မဟုတ်လားသခင်ဟုပြောသည်ပေါင်းမချောက်ကိုမနှမြောတဲ့လူအခုဘာဖြစ်နေပြီလဲလေသမားသည်ဒေါသမပြေသည်သူမယားအားဆဲဆူကျင်းမောင်းကသူကိုယ်တိုင်ထယူအရက်များလိုက်ပေသည်ထိုအခိုက်တွင်လေတော့မှပြန်လာသည် သူစင်းရဲလေသမားတစ်ယောက်သည်မဖိတ်ခေါ်ဘဲနှင့်အိမ်ထဲဝင်လာသည် သူသည်အင်ရှင်အားနှုတ်ဆက်ပြီးဝင်ထိုင်သည် အရက်တောက်နေကြဒီကိုမြင်သည့်အခါအလုတ်ခွင်မှာပင်ပန်းလာခဲ့သောအရှင်ကြောင့်အရက်တစ်ခွက်တစ်ဖလားမော့ကျင်သောဆန္ဒပြင်းပြလျက်ရှိသည်သူသည်အရက်တောက်ရလိုတောက်ရညာဟုသောမျောလင်းချက်ဖြင့်ကြောက်ချ၍ထိုင်နေသည်ရေငက်လွန်း၍ဗဇက်တစ်ခုလုံး၆တွေ့နေပြီတို့တော့လဲအင်းရှင်းကမတိုက်ကျုပ်ကအိမ်လာတဲ့လူတိုင်းကိုအရက်မတိုက်နိုင်ဘူးဗျဟူရေရွတ်သည် မန်းနဲ့သည်ထိုအဖြစ်ကိုကြည်ကား များစွာပီတိဖြစ်နေသည်သူတပည့်မင်းသားကခိုးခိုးခက်ခက်အတန်ထွက်သည့်အထီးရေသည်ခဏစောင့်ကြည့်အောင်တခင်နောက်ဆက်ပွဲအဖြစ်ကလေးတွေလာလိုက်အောင်မင်းဟုပြောသည် လူချမ်းသာလေသမားများသည် အင်းရှင်းနှင့်တွဲ၍အရက်တောင်းကြသည် အနှက်မရှိသောစကားများကို ပြောကြသည်တယောက်ကိုတယောက်ညာဝါမြောက်ပင်၍ပြောကြသည်မန်နတ်သည်နားထောင်ရင်းနားထောင်ရင်းနှင့်မင်းသားကိုချီကျူသည် တကယ်လို့ပေါ့ကွာ။ဟိုမှန်တဲ့ကပြောတယ်။အရင်မူလောအားကြီးလို့ရုပ်မှကောင်းကျစ်တဲ့စိတ်တွေဝင်ပြီးတယောက်တစ်ယောက်ငင်းကြညာကြဖြီးကြဖျန်းကြမယ်ဆိုရင်ဒီကောင်းတွေမကြခင်ငါတို့လက်တွေရောက်လာမှသိကြနေပြီ။နောက်ထပ်ဘာလာအောင်မယ်ဆိုတာစောက်ပါအောင်တကယ်။ဟုတ်မင်းစားကပြောတယ်။သူတို့နောက်တချီအရင်တဖန်ခွက်စီငိုချင်အစ်ဒီစောက်လိုက်ပါအောင်။အခုဆိုရင်ဒီကောင်းတွေအားလုံး မြေခွေးတွေလုံးအမေတနန်းနဲ့တကောင်းတကောင်းတကောင်းလှိဖို့ဖြတ်ဖို့စဉ်းစားနေကြပြီမကြခင်ဝန်ပလေးတွေလုံးဖြစ်ပြီးကြကြခဲကြတာမြင်ရတော့မယ်လေသမားဒီနောက်ထပ်အရက်တဖန်ခွက်စည်းမောကြပြန်ဒီပြောနေတော့စကားများသည်ပို၍ကြဲလောင်လာသည်ကြမ်းတမ်းရိုင်းဆိုင်လာသည်စစောကတိမ်မွေးမှုများသည်လုံးဝကွယ်ပြောက်သွားပြီးတူးဦးနှင့်တူးဦးဆဲလာဆူလာ ကျင်းလာမောင်းလာပြူလန်ကြသည် မကြခင်တယောက်ကိုတယောက်ထိုးဟဲကြိတ်ဟဲဖြစ်လာကြသည် ထိုးရန်ပွဲတွင်တို့အင်းရှင်ကိုတိုင်းဝင်း၍ပါခဲ့ရာမှ နောက်ဆုံးတွင် သူကိုအတော်ပင်ပြင်းပြင်းထန်ထန်အထုထောင်ခံလိုက်ရသည် မနက်သည်ရန်ပွဲကိုအဆအဆုံကြည့်ကများစွာကျဉ်းနှံ့အားရလျက်ရှိ၏အခုဟာပထမတန်းစားလူရတခုပဲကွာဟုမင်းသားအားချီကျူသည် ်ခဏစောင့်ပါအောင်တကင်းဦးမင်းသားကထပ်ပြောသည်အကောင်းဆုံးတစ်ခုလာဖို့ရှိပါသေးတယ်တရားအကျင့်တဖန်ခွက်စီတောက်ပြီးချိန်အထိတော့စောင့်ကြည့်ပါအောင်အခုတို့ဝန်ပလွေတွေလုံးဖြစ်ကုန်ပါပြီမကြခင်ဝတ်တွေလုံးဖြစ်လာပါလိမ့်မယ်လေသမားများသည်နောက်တကြော့တဖန်ခွက်စီမှော့ကြပြီးဒီနောက်တွင်မူအရင်တရိစံတွေလိုဖြစ်လာရသည်တယောက်ကိုတယောက်အောကြဟေ့ကြသည် ဘာကြောင့်ဥ၍မဲမဲရရမသိတအူးပြောဒီကိုတအူးကမနာထောင်ထို့နောက် အရက်ပွဲ လူစုခွဲကြသည်တချို့ကတက်ရောက်ခြင်းစီထွက်သွားကြ၍တချို့ကနှစ်ယောက်တည်းတွဲသုံးယောက်တည်းတွဲထွက်သွားကြသည် အာလုံးလမ်းပေါ်တွင် ခြေလှမ်းမမှန်ကြတရီးတရန်ဖြစ်က လေးခွက်တိုင်းနှင်းလျက်ရှိကြသည်အင်ရှင်ဒီသူ့ဧည့်သည်များအားလိုက်ပုတ်မည်ဟုဆိုကားထွက်လာလိုက်သည် ို့တော်လဲအမှုလုံနေပြီဖြစ်၍ရှွန်းအိုင်းတအိုင်းပေါ်မှာမှောက်ရက်လဲကပြမထနိုင်ခြေမကအစဥကောင်းအထိတကူလုံးရှွန်းအလိမ့်လိမ့်လူကတညင်းညင်းတညညူလှုပ်လျက်ရှိသည် သူ့ပုံမှန်သည်ဝတ်တကောင်နှင့်ဘာမှမချမန်းနဲ့သည်တိုးရီတိုးရီအာရကျင်းနေလာသည်တိတ်ကောင်းလေကွာဟုတ်သူကရည်ရွတ်သည်မင်းစီစဉ်ကပထမတန်းစားစီးဝင်သွားပြီး ဘာမှကြောက်ကြောက်မိခင်ရတာကျင်းနေတော့ပြီဒါပေမဲ့မိငါကိုတခုပြုတ်ပြန်စမ်းဒီအရက်ကိုဘယ်လိုလုပ်ယူရတလဲအခုငါမြင်ရတဲ့အတိုင်းဆိုရင်တော့မိအရက်ကိုမြေခွေးသွေးနဲ့လည်းရုပ်ဆက်ထားပုံပဲဒါကြောင့်ဒီလေသမောင်းကောင်တွေအရက်မူစာပြုတ်လာတာနဲ့တပြိုင်နက်မြေခွေးတွေလိုကောက်ကျစ်ဆင်းလေလာတာနောက်ပြီးငါထင်တာတော့ဝန်ကလေးသွေးနဲ့လည်းရုံထားပုံရတယ်ဒီကောင်တွေတစ်ဖြည်းဖြည်း ဝန်ကြီးတွေလိုဖြစ်လာတယ်။နောက်ဆုံးတစ်ခုကတော့ဒီထဲမှာဝတ်တွေလဲပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ဒီကောင်တွေလုပ်ပုံကဝတ်တွေနဲ့တကယ်တူတာပဲ။မဟုတ်ဘူးခင်ဗျာ။ဟုတ်မင်းသားကပြန်ပြောသည်။ကျွန်တော်အဲ့ဒါလို့လောက်တာမဟုတ်ဘူး။ကျွန်တော်လောက်တာကသူ့လက်ထဲမှာဂျုံတွေပိုရှင်လာအောင်ပဲလုပ်နေတာ။အရင်ဆိုင်တားရဲ့ခရိစံတွေကတော့လူတွေမှာအစကတည်းကအမြင့်တစ်စင်ရှိနေပြီးသားပါ။ သူ့မှာလူတလောက်ကလေးပဲဂျုံရှိနေမယ်ဆိုရင်လူဟာစီကန်းပေါင်ကအပေါင်းကလေးအတွင်းမှာပဲနေပါတယ်အဲ့ဒါလို့အချိန်မှာတော့ပေါင်းမှု၆ကလေးတစ်စောက်ကိုတိတ်ပြီးမနှမျောမတွန့်တော့ပါဘူးဒါပေမဲ့သူ့မှာဂျုံတွေပေါ်ရှင်လာတဲ့အခါမှာတော့စိတ်ပါရာပျော်ရွှင်မှုကိုအာယုံခံစားခြင်းစိတ်တွေပေါ်လာတယ်အဲ့ဒီအချိန်မှာကျွန်တော်ဆိုတဲ့ခန့်အာယုံခံစားစရာတစ်ခုကိုလုပ်ပေးတတ်အောင် နှီးပေးလိုက်ပါတယ်။ဘုရားတခင်ရဲ့လက်ဆောင်မုန်းကိုသူစိတ်တရားမှုအတွက်အရင်အဖြစ်ပြောင်းလိုက်တော့သူ့မှာအရင်ကတည်းကရှင်းနေနေပြသားဖြစ်တဲ့မြေခွေးသွေးဝန်းပလွေသွေးနဲ့ဝတ်သွေးတွေဟာတခါတည်းသူ့ကိုယ်ထဲကထွက်လာတာပေါ့တကယ်လို့ဒီအရက်ကိုအမင်းမပြတ်တောက်သွားမယ်ဆိုရင်သူ့ဟာအမြဲတမ်းအရင်အဆိုင်တရိစ္ဆာန်တကောင်ဖြစ်သွားမှာပါမန်းနဲ့ဒီမင်းစားအား အဘာတယချီကျူဒီရခင်ပြုတ်ခဲ့သောအမာကို ခွင့်လွတ်ကလက်ရှိ အခြေအနေထက်ပို၍မြင့်မာသောအစဉ်တစဉ်သို့ရာထူးတိုးပေးလိုက်၏အခုမှစဖက်တဲ့အတွက်ကြောင့်အစင်မပြေတာများရှိခဲ့သည်ရှိတော့နားလေခွင့်လွတ်ပေးကြမည်လို့မျှော်လင့်မိပါတယ်တော်လန်စေနေရလေးဖြစ်ပါစေ